တချိန်ကဒုတိယကမ္ဘာအင်အားအကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်တယ်လို့ကြွေးကြော်ခဲ့တဲ့ရုရှားနိုင်ငံရဲ့အကုန်သိက္ခာဟမျက်စိရှိမှာပဲတဖြည်းဖြည်းအရေးပြောကြနေပြီးတော့သမ္မတဗလာဒီမာပူတင်တယောက်ဘယ်လိုမျိုးအချက်တွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုဒီနေ့ရဲ့ဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်။ ပြည်ထောင်များရှိရုရှားရဲ့စီးပွားရေးကပြိုလဲလူနီပါအခြေအနေကိုဆက်ရောက်နေချိန်မှာပူတင်ကသူ့ရဲ့အာဏာတည်မြဲရာခရမလင်နန်တော်ကိုတောင်းဆုံးခွာပြီးတော့ဆိုဗီယက်ပြောင်စုဟောင်းဝင်နိုင်ငံတွေစီကိုအကူအညီတောင်းခံဖို့ခီးထွက်ခဲ့ရတဲ့အထိပြက်လာခဲ့ပါတယ်။ဒီအချိန်မှာပဲရုရှားပြည်တွင်းမှာကြံခဲ့တဲ့အရာရှိကြီးတွေကဘာလို့လို့ဘာကံရမှန်းမသိတယောက်တစ်ပေါင်းနဲ့မီဒီယာတွေမှာလုံးဝအထိပယ်မရှိတဲ့ရှင်းအောင်မညီတဲ့ပြောဆိုမှုတွေလုံးနေကြတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ဒီအဖြစ်ပြက်တွေထက်ပိုဆိုးတာကပါလဲဆိုတော့အဲဒီဆိုဗီယက်ဟောင်းနိုင်ငံရဲ့အစည်းအဝေးမှာပူတင်တရားဘယ်လိုမျိုးအဆက်တကွဲအကျိုးနဲ့ဖြစ်အောင်ဆက်ဆံခံခဲ့ရသလဲဆိုတာပါပဲသူကအကူအညီတောင်းဖို့တွားခဲ့တာမှန်ပါတယ်။ဒါပေမဲ့အကူအညီမတောင်းခင်မှာပဲကမ္ဘာမီဒီယာတွေရဲ့ရှေးမောက်မှာအဇာဘိုင်ဂျန်နိုင်ငံကိုလူသိရှင်စားတရားဝင်တောင်းပန်ခဲ့ရတဲ့အဖြစ်အပျက်ကတမိုင်းမှာမှတ်တမ်းတင်ကြေညာခဲ့ပါပြီ။ ရုရှားနိုင်ငံကသူတို့အနေနဲ့တနိုင်ငံလုံးတသားတည်းအဖြစ်ဆက်လက်အရှင်သန်နိုင်မှာမလားဆိုတဲ့အမှန်တရားကိုတဖြည်းဖြည်းသဘောပေါက်လာနေပါပြီဒီပြဿနာအားလုံးရဲ့မြေပြားကံရအစကတော့ရုရှားစစ်တပ်ရဲ့အမကန်ကြာရှုံးမှုတွေကနေစတင်ခဲ့တာပါပဲဒီအကြောင်းကိုကျွမ်းကျင်သူတဦးရဲ့သုံးသပ်ချက်နဲ့အရင်ဆုံးစလိုက်ကြရအောင်ပါသူပြောတာကကျွန်တော်အရင်ကလည်းပြောခဲ့ပူပါတယ်ခင်ဗျားတို့ကိုလည်းထပ်ပြီးတော့မျှဝေချင်တာကတော့ခင်ဗျားတို့စဉ်းစားကြည့်ပါလွန်ခဲ့တဲ့၃နှစ်ခွဲလောက်က ရုရှားယူကရိန်းနဲ့ဇက်ကနေခီယူတကောင်ကိုလည်းရှောက်ခိုင်းလိုက်မယ်ဆိုရင်အရီခီယူကအခုဆိုရင်ပိုလန်နိုင်ငံနဲ့တောင်မှအရောက်နေလောက်ပြီးရုရှားတပ်တရတော့ယူကရိန်းနိုင်ငံရဲ့20ရာခိုင်နှုန်းကိုတောင်ပြည်အောင်မသိမ်းပိုက်နိုင်သေးပါဘူးဒီအချက်တစ်ခုတည်းနဲ့တင်ရုရှားလီဒါကဒါစစ်မြေပြင်မှာရုရှားစစ်တပ်ကဘလောက်တောင်ရေချင်းမရှိဘူးဘလောက်တောင်သုံးမကြဘူးဘလောက်တောင်စွမ်းဆောင်ရင်းနှင်းကြနေပြီဆိုတာတွေကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်လို့ဆိုပါတယ် အဲ့ဒီနိုင်ငံကြီးသုံးသက်သူပြောသွားသလိုပါပဲကဘာပေါ်ကနိုင်ငံတိုင်းကဟာ ခမရဆဲစနစ်ပေါင်းများစွာကြီးကျော်ခဲ့သလိုဒုတိယအရာအကြီးဆုံးစစ်တပ်မဟုတ်တော့ဆိုတာကိုမြန်မာထင်နေမြင်လာတဲ့အခါခမရရဲ့အနိုင်ကျင့်ဗိုလ်ချုပ်မှုတွေကိုဘယ်သူမှကယူဆိုင်တော့မှာမဟုတ်ပါဘူးအဲဒီအစားသူတို့ကခမရအတော်ပြန်ပြီးတော့တွန်းလှန်လာကြမှာပါဒါပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းအဇာဘိုင်ဂျန်ကလုံးဆောင်နေတဲ့အရာနဲ့အထက်တူပါပဲဇလန်းကိုပြန်ကောက်ရရင်တော့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ25ရက်ခရစ်စမတ်နေ့မှာ ရုရှားကအဇာဘိုင်ဂျန်အရက်သားလေယာဉ်တစ်စင်းကိုမှာယွန်းပစ်ချခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကရုရှားဟာဒီအမားအတွက်တောင်းပန်ဖို့တမမဟုတ်တာဝန်ယူမှုတာဝန်ခံမှုတစုံတရာပြသဖို့ညှင်းဆန်ခဲ့တာဖြစ်ပါတယ်။ပူရီးယားတောင်းလေယာဉ်မှုရဲ့အမားကြောင့်ပြက်ကြတာပါလို့အရှက်မရှိပြောခဲ့ပါသေးတယ်။ ဒါပေမဲ့အဇာဘိုင်ဂျန်ပြည်သူတွေကဒီစင်ကြေကိုလက်မခံခဲ့ပါဘူးပိုအကြီးကြီးဟာသူတို့ဟာရုရှားစစ်တပ်ကိုလုံးဝမကြောက်တော့ဘူးဆိုတဲ့အချက်ပါပဲသူတို့သဘောပေါက်သွားတာကအဇာဘိုင်ဂျန်ကရုရှားကိုလိုအပ်တာထက်ရုရှားကသာအဇာဘိုင်ဂျန်ကိုပို့ပြီးတော့လိုအပ်နေရဆိုတဲ့အမှန်တရားပါပဲဒါကြောင့်လည်းအခုအချိန်မှာပူတင်ဟာ လူပုံအလဲမှာသူ့အမကိုဝန်ခံပြီးတော့တရားဝင်တောင်းပန်စကားဆိုခဲ့ရတာပါအဲလိုတောင်းပန်ပြီးမှသာသူ့ရဲ့ပြိုလဲနေတဲ့ရုရှားစီးပွားရေးအတွက်အကူအညီတောင်းခံဝင်ရမယ့်အခြေအနေဖြစ်နေခဲ့ရပါကဲပူတင်ကိုယ်တိုင်ဘလို့တောင်းပန်ခဲ့တယ်လဲဆိုတာသူ့ရဲ့စကားသက်နဲ့အတူနားထောင်ကြည့်ရအောင်ပါရှင် ကျွန်တော်တို့ရဲ့အစည်းအဝေးကိုအထီးခိုက်မခံဆုံးအကြောင်းအရာတစ်ခုနဲ့စတင်ကြပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့လေပိုင်တဲ့ထဲမှာဖြစ်ပွားခဲ့တဲ့လေချောင်းဆိုင်ရာခြေကွဲဝယ်ရာဖြစ်ရပါပဲ။အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ရဲ့ပထမဆုံးဖုန်းပြောဆိုမှုမှာပဲဒီခြေကွဲဝယ်ဖြစ်ရတဲ့အတွက်တောင်းပန်မှုတာမကဒီဖြစ်ရကရုရှားလေပိုင်တဲ့ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဒေဆုံးသွားသူတွေရဲ့မိသားစုတွေနဲ့ ထထူထမြအထူးဝန်ထဲချောင်းကိုလည်းကျွန်တော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။အခုအချိန်မှာအဲဒီစကားကိုပဲကျွန်တော်ထပ်မံအတည်ပြုပြောကြားလိုပါတယ်။ပြီးတော့ကျွန်တော်တို့သဘောတူထားတဲ့အတိုင်း DJ ကွဲစရာကပေးစည်းကိုအဲအချောင်းရင်းတွေကိုကျွန်တော်တို့ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ဒီဖြစ်ရက်ကအချောင်းချက်များစွာနဲ့ဆက်ဆက်နေပါတယ်။ ပထမချက်ကတော့အဲ့ဒီအချိန်မှာယူကရိန်း drone တစ်စင်းကောင်းကင်မှာရှိနေခဲ့ပါတယ်။အဖြစ်ဆိုးဖြစ်ပွားခဲ့တဲ့နေ့ကညပိုင်းမှာရုရှားနိုင်ငံကိုဖျက်ချုပ်ဝင်ရောက်လာတဲ့အဲ့ဒီလို drone 3စင်းကိုကျွန်တော်တို့ချေရခံနေတာပါလို့ပြောသွားခဲ့တာဖြစ်ပါတယ်။ပြည်သူတို့ကြားတဲ့အတိုင်းမှာပဲပူတင်ကတောင်းပန်စကားပြောနေရင်းနဲ့တောင်အပြစ်ကိုယူကရိန်းအပေါ်လွှဲချသွားတာကိုတွေ့ရပါလိမ့်မယ်။တကယ်တော့ပူတင်ကအရာရာတိုင်းအတွက်ယူကရိန်းကိုဖျက်တင်နေတာဘလောက်တောင်များနေပြီလဲဆိုရင် အားလုံးတောင်မှလိုင်းမန်လို့မရနိုင်တော့ဘူးထင်ပါတယ်။ရုရှားစီးပွားရေးပြိုလဲနေသလား။အာဒါကယူကရိန်းရဲ့အမားပါ။ရုရှားစစ်တပ်ကအသုံးမကျဘူးလား။ဟုတ်တာပေါ့။ဒါလည်းယူကရိန်းရဲ့အမားပဲဆိုပြီးတော့ပြန်ပြောင်းတင်းတင်းပုံချကျင်နေရပါ။အခုရုရှားကခီးတဲ့တင်လင်းရဲ့ဒဇင်းကိုပြစ်ချလိုက်ပါတယ်။ဒါတောင်မှတနည်းနည်းနဲ့ယူကရိန်းရဲ့အမားဖြစ်သွားပြန်ပါတယ်။ ထင်ပါတယ်ပူတင်သာစပွဲကုန်တဲ့ခြေတော့သွားဆောင်မိရင်တောင်အဲ့ဒါယူကရိန်းကြောင်းလို့အပြစ်တင်ပေးပုံပါပဲသူအနီယာတကာမှာယူကရိန်းကိုပဲမြင်ရောက်နေတော့တာပါဒါကြောင့်လေဆိုတော့ယူကရိန်းကသူ့အတွက်တကယ်ကိုစောင်းမက်ဖွဲ့ရာအိမ်မက်ဆိုကြီးတစ်ခုဖျက်လာခဲ့လို့ပါပဲ ဒါပေမဲ့ကဘာဒူရီယာအင်အားအကြီးဆုံးစစ်တပ်ရဲ့ခေါင်းဆောင်အတွက်ဒီလောက်နဲ့ပဲအရှက်ရစရာတွေကမပြီးသေးပါဘူး။နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုမှဆိုရင်လေပူတင်ကရုရှားစစ်တပ်ဘာကြောင့်ဒီလောက်တောင်ဆုတ်ဖြတ်တဲ့နေရလဲ၊ကြာရှုံးနေရလဲဆိုတဲ့အဖြစ်ကိုမတော်တဆဖွင့်ချဝန်ခံလာသလိုမျိုး ဖြစ်သွားတာပါ။ပြည်ထနာကရုရှားတပ်မှုတွေရဲ့အမှားမဟုတ်ပါဘူး။တကယ်ပြည်ထနာရင်းမြစ်ကရုရှားတပ်မတော်ရဲ့စေဦးစည်းချုပ်ဆိုလိုတာကပူတင်ကိုယ်တိုင်ရဲ့အမှားဖြစ်နေလို့ပါပဲ။သူပါစက်ကထွက်လာတဲ့စကားဟုတ်တာ နားထောင်ကြည့်လိုက်ပါအဇာပိုင်ဂျန်လင်းယွန်ပစ်ချလိုက်မိရဲ့ဒုတိယအကြောင်းရင်းကတော့ရုရှားကိုယ်တိုင်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲမှာရှိတဲ့ဤပညာပိုင်းဆိုင်ရာချွေရင်းချက်တွေကြောင့်ပါပြေလွန်လိုက်တဲ့ဒုံးကြီးနှဆင်းဟာလေရင်ကိုတိုက်ရိုက်သွားမထီခဲ့ပါဘူးတကယ်လို့သာတိုက်ရိုက်ထီခဲ့မယ်ဆိုရင်တော့လေရင်ကချက်ချင်းပြတ်ကျသွားမှာပါဒါပေမဲ့အဲ့ဒီဒုံးကြီးတွေကလေရင်သားမှာပောက်ကွဲခဲ့တာပါ ဒါကိုရိုင်းကိုကြဖျက်ဆီးလိုက်တဲ့ပုံစံမျိုးဖြစ်နိုင်ပါတယ်။အဓိကအားဖြင့်ထိတ်ဖူးကြောင့်မဟုတ်ဘဲဒုံးကြီးကိုရီးယားနဲ့လွှင့်ဆင်လာတဲ့အစားအနာတွေကြောင့်ဖြစ်ဖို့များပါတယ်။ဒါကြောင့်လည်းလေရင်မှုကမှတ်အုပ်တအုပ်နဲ့တိုက်မိတယ်လို့ထင်မြင်ယူဆသွားခဲ့ရဖြစ်ပါတယ်။ Black Box တဲ့အတန်သွင်းထားတာတွေကိုနားထောင်ကြည့်ရင်လည်းသူကအကြံဉာဏ်တောင်းခံနေတာကိုရှင်းရှင်းလင်းလင်းကြားနိုင်ပါတယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။ အခုကြားလိုက်ရတဲ့အစကားတွေကပဲရုရှားစစ်တပ်ဘာကြောင့်ဒုက္ခပင်လယ်ဝင်နေရတယ်လဲဆိုတာကိုညွှန်ပြနေတဲ့သက်သေပါပဲပူတင်ကဘယ်အရာဘလို့အလုံးလုံးတယ်ဆိုတာကိုဘာတစ်ခုမှနားလည်ပုံမရပါဘူးသူပြောသွားတာက လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာလေရင်ကိုတိုင်းရိုက်ထိအောင်ပြည်ရမှာအခုကမထီပဲအနားမှာပေါက်ကွဲသွားတော့စနစ်ကချွေးနေရလို့ဆိုလိုတာပါတကယ်တော့ဝန်နေစရာကောင်းတာက ဒီနည်းပညာအကြောင်းကိုကျွန်တော်အသိပြီးတော့ရုရှားသမ္မတပူတင်က မသိဘူးဆိုတဲ့အချက်ပါပဲဒီနေရာမှာသိထားမှာကရုရှားအသုံးပြုနေတဲ့ Panzer S1 S2 S300 S400 လို့လေကြောင်းကာကွယ်ရေးစနစ်အားလုံးနှီးပါးတွေက proximity fuse missile ကိုခေါ်တဲ့နည်းပညာကိုအသုံးပြုထားတာပါဆိုလိုတာကဒုံးကျည်တွေက ပြစ်မှတ်ကိုတိုက်ရိုက်ဝင်ဆောင်ဖို့အရေးရတာမဟုတ်ပါဘူးပြစ်မှတ်ရဲ့အနားကိုရောက်တဲ့အခါအလူလျောက်ပေါက်ကွဲပြီးတော့အဲ့ဒီပေါက်ကွဲမှုကနေထွက်လာတဲ့မရေမထွက်နိုင်တဲ့သတ္တုဇရီနဲ့ပြစ်မှတ်ကိုဖျက်ဆီးတာမျိုးပါဒါမှပြစ်မှတ်ကဘလောက်ပဲအကွေးရှောင်ကောင်းကောင်းလွတ်ထွက်သွားဖို့အခွင့်အလမ်းနဲ့သွားမှဖြစ်ပါတယ် ဒါကြောင့်မို့အဇာဘိုင်ဂျန်လေရင်ကိုပြစ်ချတော့ငါလဲဒီပညာအတိုင်းပဲဖြစ်သွားခဲ့တာပါဒါဟာစနစ်ကပုံမှန်အလုံးလုံးသွားတာကိုပြတာပါပူတင်ကတော့ဒါကိုဒီပညာချွေးရင်းမှုလို့ပြောနေတာက သူကိုယ်တိုင်စီရင်ဤပညာကိုဘလောက်ထိနားမလည်ဘူးလဲဆိုတာကို ဖော်ပြနေတာပါပဲဟုတ်ပါတယ်သူပြောတဲ့အချိန်မှာအမှန်တဝက်တော့ပါပါတယ် ရုရှားလေကြောင်းရန်ကာကွယ်စနစ်တွေကမကြကနဆိုသလိုခြုံရင်တက်တာမှန်ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ခြုံရင်တာမဟုတ်ပဲပုံမှန်အတိုင်းပဲအလုံးလုံးသွားတာပါ။ဒါရိုက်ထီအောင်ပြတဲ့နီးပညာကိုဘယ်အချိန်မှသုံးသလဲဆိုတော့တိုက်ချင်းပြပဲ့ချင်းတုံးစီလိုအလွန်မြန်တဲ့ပြမျက်မျိုးကိုဂျားပြက်ဟန်တားခြင်းတဲ့အခါမှသာအသုံးပြုတာဖြစ်ပါတယ်။ဒီအချက်လေးတစ်ခုတည်းကဟာ ရုရှားစနစ်တစ်ခုလုံးရဲ့အကြီးမားဆုံးပြဿနာကိုဖော်ထုတ်ပြလိုက်တာပါပဲ။ဒါအာနာရှင်စနစ်တိုင်းမှာတွေ့ရတဲ့ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။အာနာရှင်တွေကစစ်တပ်ကိုသူတို့လက်ထဲကနေအာနာလွတ်သွားမှာကိုအလွန်ကြောက်ကြပါတယ်။ဘာလို့လဲဆိုတော့အဲဒီစစ်တပ်ကပဲသူတို့ကိုပြန်ပြီးတော့အာနာသိမ်းသွားနိုင်တယ်ဆိုတာသူတို့ကိုယ်တိုင်သိနေလို့ပါ။ ပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့နှစ်နီးပါးက Precozen ရဲ့တောင်းချမ်းမှုကဒီအချက်ကိုတတိပြခဲ့ပြီးပါပြီ။ဒါကြောင့်သူတို့ကစစ်တပ်ကိုကိုယ်တိုင်တိုက်ရိုက်ကင်တွယ်ခြင်းကြပါရယ်။ဒါပေမဲ့ပြဿနာကသူတို့မှာစစ်တပ်တက်ကိုကောင်းမွန်စွာဦးဆောင်နိုင်တဲ့ကျွမ်းကျင်မှုမရှိဘူးဆိုတဲ့အချက်ပါပဲ။ဒီတော့သူတို့ကစစ်တပ်ကိုထိန်းချုပ်ထားတဲ့အခါအတုံးမဝင်တာထက်တောင်ပိုဆိုးသွားပါရယ်။စစ်တပ်ရဲ့စွမ်းဆောင်ရည်ကိုတိုးတက်အောင်မလုပ်နိုင်တဲ့အပြင် သူတို့ရဲ့မတိနာမလဲတဲ့ဆုံးဖြတ်ချက်တွေကြောင့်စစ်တပ်ရဲ့စွမ်းရည်ကိုတောင်းထိခိုက်စေပါတော့တယ်။အခုယူကရိန်းမှာမြင်တွေ့နေရတဲ့ဗေးအန္တရာယ်အားလုံးကဒီအကြောင်းအရာနေမြဖြာခက်လာတာပါ။ အရင်ကအီရက်ကဆဒန်ဟူစိန်လစ်ဗျာကဂဒါဖီတို့လည်းဒီလိုအမားမျိုးတွေကျွလွန်ခဲ့ပြီးရဲ့နောက်ဆုံးမှာပျက်စီးသွားခဲ့ရတာပါပဲအခုပူတင်လည်းအဲဒီလမ်းကြောင်းအတိုင်းရှောက်နေတာကိုမျက်ဝါးထင်ထင်မြင်နေရတာပါဒီပြင်အနာရှင်တွေလုံးလေးရှိတဲ့နောက်တစ်ချက်ကတော့သူတို့ဘဝင်ကျင်မှာအရေးချင်းမရှိတဲ့သူတို့အပေါ်မှာပဲဖားပြီးရနေတတ်တဲ့လူတွေကိုခံထားတတ်တာပါပဲဒါမှသူတို့တနေ့ပြန်ပြီးတော့ဖြုတ်ချမဲ့သူမရှိနိုင်ဘူးလို့သူတို့ကယူဆထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုလှုပ်ထားတဲ့အခါ ာမှာ dear leader ချစ်လာစွာသောခေါင်းဆောင်ကြီးနိုင်ငံထဲမှာ မရှိတဲ့အချိန်မျိုးမှာဆိုရင်တော့ကြံခဲ့တဲ့အရေးချင်းမရှိတဲ့အရာရှိတွေကနေပူတင်အတွက်ဘေးဥပါဖြစ်လောက်စရာအင်တာဗျူးတွေထွက်ပေါ်လာပါတယ်။အခု Kremlin မှာလည်းဒီအတိုင်းပါပဲပူတင်နိုင်ငံပြင်ပောက်ခီးထွက်နေတော့ရုရှားငတုံးအရာရှိတွေကလုံးဝရှင်းအောင်မညီတဲ့တယောက်နဲ့တယောက်ဆန့်ကျင်ဘက်ဖြစ်နေတဲ့သတင်းစကားတွေကိုထုတ်လွှင့်နေကြပါတယ်။ပထမဆုံးအနေနဲ့ရုရှားရဲ့လက်ထောက်နိုင်ငံသားရင်းဝင်ကြီးက ပူတင်နဲ့အမေရိကန်သမ္မတဟောင်းထရန့်တို့ကြားမှာပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲဟာလုံးဝသုံးမဝင်တော့ဘူးလို့အခုလိုပြောဆိုခဲ့ပါတယ်။ဝန်ထဲဆရာကောင်းစွာနဲ့ပဲကျွန်တော်တို့ပြောရမှာကတော့ပူတင်နဲ့ထရန့်ကြားမှာရရှိခဲ့တဲ့သဘောတူညီချက်တွေနဲ့အားကောင်းတဲ့တွန်းအားရန်သူတွေရဲ့ဂျိုးပဲမှုတွေနောက်ဆုံးယူကရိန်းတယောက်မကြမ်းမချင်းဖြစ်စစ်ဖြစ်နေတဲ့သူတွေအထူးသဖြင့်ဥရောပနိုင်ငံတွေရဲ့ဂျိုးပဲမှုတွေကြောင့်အကြီးအကျယ်ကုန်ခန်းသွားခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ ခုနပြောသွားတာကလက်ထောက်နိုင်ငံဆိုင်ဝင်ကြီးပါဒါပေမဲ့နောက်ထပ်လည်းပူတင်နဲ့ဒါရိုက်အလုံးလုံးနေရတဲ့နိုင်ငံဆိုင်မူဝါဒဆိုင်ရာအကြံပေးပုဂ္ဂိုလ်တယောက်ရဲ့ပြောစကားလေးရှိနေသေးပြီးတော့သူကတော့နိုင်ငံဆိုင်ဝင်ကြီးဌာနရဲ့ပြောစကားနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့သတင်းစကားမျိုးကိုထုတ်လင်းခဲ့ပါတယ်။ဟုတ်ပါတယ်။ရရှိခဲ့တဲ့နားလည်မှုရရှိခဲ့တဲ့နားလည်မှုသဘောတူညီချက်တွေကိုလူတိုင်းကတော့သဘောကျမှာမဟုတ်ပါဘူး။စီဝေတုံးကသမရနှုတ်ကယူကရိန်းမှာ ငင်းချမ်းစွာဖြေရှာရေးအတွက်အခြေခံအဖြစ်အသုံးပြုနိုင်မဲ့အလွန်အရေးကြီးတဲ့ဒါအချက်တွေကိုသဘောတူညီခဲ့ရလဲဖြစ်ပါတယ် ဥပမာအနေနဲ့ဥရောပနိုင်ငံတွေကဂျာအိုမကြိုက်ဘူးယူကရိန်းအစိုးရကလည်းမကြိုက်ဘူးယူကရိန်းအချက်အသေးကိုငြိမ်းချမ်းစွာဖြည့်ရှင်းခြင်းစိတ်မရှိတဲ့သူတွေကဒီသဘောတူညီချက်တွေကိုမကြိုက်ကြပါဘူးဒါပေမဲ့သူတို့မကြိုက်တိုင်းလဲဒီသဘောတူညီချက်တွေကအလုံးမဖြစ်တော့ဘူးလို့မဆိုလိုပါဘူးဒီသဘောတူညီချက်တွေကအလုံးဖြစ်ပါတယ်ဒီနားလည်မှုတွေသဘောတူညီချက်တွေနဲ့အခြေခံပေါ်မှာပဲကျွန်တော်တို့က American Made ဖက်တွေနဲ့ဆက်သွယ်မှုတွေကိုဆက်လုပ်နေမှာဖြစ်ပြီးတော့ရှေးဆက်လိမ်လောက်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဆွေးနွေးမှုရဲ့အ ရှင်ဟွန်ကမိမိန်သွားပြီးတော့ဓမ္မမဟုတ်ကုန်ခန်းသွားပြီးဆိုတဲ့ပြောဆိုချက်တွေအားလုံးကလုံးဝကိုမှားယွင်းတယ်လို့ဆိုပါတယ်။တွေ့ရတဲ့အတိုင်းပဲရုရှားအရာရှိတွေကဘာကြောင့်ဒီလောက်တောင်ရှေးနောက်မကြီးတဲ့သတင်းစကားတွေထုတ်လွှင့်နေရသလဲ။အကြောင်းရင်းကတော့သူတို့ကယူကရိန်းကို Tom Hawk ဒုံးကြီးတွေပေးရခဲ့တဲ့သမ္မတ Trump အပေါ်မှာဒေါသထွက်နေကြပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲ Trump ကိုပြပြောင်းတင်းတင်းဝေဖန်လိုက်ရင် ပုံမဆိုးရတဲ့အကျိုးဆက်တွေဖြစ်လာမှာကိုလည်းကြောက်နေကြပါတယ်ရုရှားတို့အလွန်ကြောက်ရွံ့နေတဲ့အဲ့ဒီဆိုးရတဲ့အကျိုးဆက်တွေကထင်ထားတာထက်ပိုပြီးတော့စစောရောက်လာနိုင်စေရှိနေပါတယ်။ဒါကြောင့်လည်းဆိုတော့နေတိုးဆိုင်ရာအမေရိကန်ကိုယ်စားလှယ်က American ပြည်အောင်စုမှာ Ukraine ကိုပိတ်နိုင်တဲ့ ခရမလင်နန်းတော်ကိုတောင်ဖျက်ဆီးပြစ်နိုင်တဲ့အလွန်အရာကြီးရဲ့လက်နက်တွေကိုအများကြီးရှိနေသေးတယ်ဆိုတာကိုအတည်ပြုပြောကြားခဲ့လို့ပါပဲ NATO close လေကရေတပ်ဗိုလ်ချုပ်ကြီးပြောခဲ့သလိုပဲ American ပြည်အောင်စုမှာလက်ရှိ Ukraine စစ်မြေပြင်မှာအထုံးမပြုရသေးတဲ့စွမ်းဆောင်ရည်မြေလက်နက်တွေရှိနေပါတယ်အဲဒီလက်နက်တွေကအလွန်ကြောက်စရာကောင်းတယ်အလွန်အရာကြီးတယ်ပြီးတော့ ကျွန်တော်တို့ရေးချယ်တဲ့နေရာနဲ့အချိန်မှာအကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်ပါတယ်။အဲဒီလက်နက်တွေတွေကတချို့ကိုယူကရိန်းကအသုံးပြုဖို့အတွက်ဆက်လက်ပြီးတော့ပေးဖို့သွားနိုင်ခြေရှိနေပါတယ်။အဲဒါကစစ်ပွဲရဲ့တချက်မှုတွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ဒါပေမဲ့ရှင်းရှင်းပြောရရင်ဗလာဒီမာပူတင်ကစိတ်ဆက်ဆွေးနွေးဖို့အချိန်တန်ပြီလို့အဆုံးဖြတ်တဲ့အဆင့်ကိုကျွန်တော်တို့မရောက်သေးပါဘူး။ ူတင်ရင်ဆိုင်နေရတဲ့ပြဿနာကသူဟာအားနည်းတဲ့ပုံစံကိုလုံးဝပြလို့မရဘူးဆိုတဲ့အချက်ပါပဲလို့ပြောသွားပါတယ်။ဒီလိုစကားတွေကိုနေတိုးကုစလေတယောက်ထဲကနေပြီးတော့ပြောနေတာမဟုတ်ပါဘူး။ American သမ္မတဟောင်း Trump ကိုရင်းကလည်းရုရှားကိုအလားတူသတင်းစကားမျိုးပါခဲ့ပါတယ်။သတိပေးချက်တစ်ခုလို့ပြောရင်တော့ပို့ပြီးတော့မှန်ပါလိမ့်မယ်။သတင်းတောက်ကရှူဂရိန်းသဘောတူညီချက်အတွက် PR ကိုထိုးမြင့်သွားမှာလားဆိုတဲ့မေးခွန်းကို Trump ကဟုတ်တယ်ကျွန်တော်တို့ PR ကိုထိုးမြင့်နေပါတယ်။ ျွန်တော်တို့အားလုံးတုံ့ပြန်နေတာပါနေတို့ကလည်းအရန်ကောင်းပါတယ်နေတို့ရဲ့ခေါင်းဆောင်မားကလည်းအမခန်းမှာပဲသူကအထူးကျွန်တဲ့သူတယောက်ပါသူတို့လည်းဖီအားတွေတုံ့ပြန်နေပါတယ်ပြီးတော့ကျွန်တော်တို့ကနေတို့ကိုလက်နက်တွေအများကြီးရောင်းချနေပါတယ်အဲဒီလက်နက်တွေကအများအားဖြင့်ယူကရိန်းစီကိုရောက်သွားမှာပါကြတာတော့သူတို့ရဲ့အဆုံးဖြတ်ချက်ပါပဲဒါပေမဲ့သူတို့က American Sea လက်နက်တွေဝယ်နေတာပါ ကျွန်တော်တို့ကကဘာပေါ်မှာအကောင်းဆုံးလက်နက်တွေကိုလည်းထုတ်လုပ်ပါတယ်ခင်ဗျားတို့လည်းကျွန်တော်တို့ရဲ့လေယာဉ်တွေနဲ့ဆက်လက်နက်ပစ္စည်းတွေအများကြီးဝယ်ယူချပါတယ်ခင်ဗျားတို့မှာတကယ်ကိုကြီးမားတဲ့လက်နက်အင်အားရှိနေပြီလို့ပြောသွားပါတယ်ကဲဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ခြုံငုံသုံးသပ်ကြည့်ရင် ရုရှားနိုင်ငံရဲ့စီရေးစီးပွားရေးနဲ့တနမန်ရေးရကဏ္ဍအားလုံးမှာတချို့ရမဟာအင်အားကြီးနိုင်ငံတနိုင်ငံရဲ့ပုံရိပ်ကနေလုံးဝကို ပြိုလဲကျဆင်းနေပြီဆိုတာထင်ရှားပါတယ်။ယူကရိန်းစစ်ပွဲမှာရုရှားစစ်တပ်ရဲ့အရေးချင်းမရှိမှုကသူတို့ရဲ့ဂုံတိုက်ခါကိုအပီးတိုင်ရင်းချေဖျက်ဆီးလိုက်ပြီးတော့အင်းနီချင်းနိုင်ငံငယ်လေးတွေရကြောင်သူတို့မလေးစားမကြောက်ရွံ့တော့တဲ့အခြေအနေကိုတွန်းပို့လိုက်ပါတယ်။ဘူတင်ရဲ့တူရဲချုပ်ကင်မှု စည်ရင်ဤပညာပိုင်းဆိုင်ရာ နားမလည်မှုနဲ့သူပဝင်းစင်မှာအရေးချင်းမရှိတဲ့သူတွေကိုသာစူးစီးထားမှုတွေကရုရှားနိုင်ငံကိုပြန်စီချင်းလမ်းကြောင်းပေါ်ကိုပို့ဆောင်နေတဲ့အထူးကတုံအားတွေဖြစ်နေပါတယ်။တချို့ကသူ့ရဲ့ဩဇာခံနိုင်ငံတွေလို့ယူဆခဲ့တဲ့ဆိုဗီယက်ဟောင်းနိုင်ငံရဲ့ရှေ့မောက်မှာအရှက်ရပွဲတောင်းပန်ကြရတဲ့အထီးတောင်ပူတင်ရဲ့နိုင်ငံတကာဩဇာကကြဆင်းသွားခဲ့ပါပြီ။အမေရိကန်နဲ့နေတိုးမဟာမိတ်တွေကယူကရိန်းကိုအစင်းမြက်လက်နဲ့တည်းဆက်လက်ပြီးတော့ထောက်ပံ့နေပြီး ရုရှားအပေါ်မှာ PR တွေကိုတဆင့်ပြီးတဆင့်ဒါအခြေအနေတိုးမြင့်နေတဲ့အထွက်ကိုပူတင်အထွက်ကတော့ထွက်ပေါက်မရှိတဲ့အခြေအနေတစ်ခုကိုဖန်တီးနေရလဲဖြစ်ပါတယ်နောက်ဆုံးမှာတော့မြင်တွေ့နေရတာက အာနာရှင်တူဦးရဲ့မာနနဲ့အမားတွေကြောင့်နိုင်ငံတနိုင်ငံလုံးဘလိုမျိုးပျက်စီးသွားနိုင်တယ်လဲဆိုတော့တမိုင်းရဲ့တင်ငန်းစာတစ်ခုပါပဲရုရှားနိုင်ငံရဲ့အနာဂတ်ကမရင်ရတော့တယ်လို့ဒီပြိုလဲမှုရဲ့နောက်ဆက်တွဲကိရက်တွေက ကမ္ဘာနိုင်ငံရေးမြေပုံကိုဘယ်လိုမျိုးပြောင်းလဲပုံဖော်သွားမလဲဆိုတာကိုတော့အားလုံးပဲစောင့်ကြည့်ရမှာဖြစ်တဲ့အကြောင်းပြောပြရင်းနဲ့ဒီနေ့တင်ဆက်မှုကိုရန်နာလိုက်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်